မင်္ဂလာပါခင်ဗျာဝေါခူရီးယား YouTube channel လေးပြောလိုက်လဲဆိုတာကျိုးဆူလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့လာဇာဝင်ငွေမှဝင်ငွေကိုဆရာခိုင်နှုန်းဖြတ်တော်မူကိစ္စကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများနဲ့အကျုံးမဝင်သေးဆိုတဲ့ အခေါင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးတင်ပြတော့မှာဖြစ်ပါလေ2023ခုစက်တင်ဘာလစနေရက်စွဲနဲ့နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီအရဆိုရှင်ဥပဒေမ55မြင်းဆောင်2023နဲ့ထုတ်ပြန်ခဲ့ပါလေအဲ့ဒီထုတ်ပြန်ခဲ့တဲ့2023ခုနှစ်ပြည်တော်စုဤအခွန်အောက်ဥပဒေကိုပြည်စင်းဒီဥပဒေ ဆိုရင်ပတ်သက်ပြီးတော့မှာညာကျွန်တော်တို့ကြေကြေပြတ်ပြတ်ကြေကြေလောင်းလောင်းဆွေးနွေးနေကြတာအော်ဖိနေကြတာလေကျွန်တော်တွေ့ရှိရပါတယ်ဆိုတော့အဲ့ဒီဥပဒေကကျွန်တော်တို့ဒီနိုင်ငံသားမှာနိုင်ငံသားဝင်ဝင်နဲ့လောက်လာရရှိတဲ့သူများဆိုလို့ရှိရင်မိမိတို့ရဲ့လောက်စားဝင်ဝင်ကနေပြီးတော့ဆရာခိုင်တော့ခွန်ဆောင်ရမယ်ဆိုပြီးတော့လာလှလုကခနာဆွေးနွေးနေကြတာအော်ဖိနေကြတာဖြစ်ပါတယ်ဆိုတော့ဒီ မြန်မာနိုင်ငံရဲ့ဒီ1994ခုနှစ်မှာတည်းကတော်လိုင်းကောင်စီကနေပြီးတော့မှဒီဆိုရှယ်လစ်ဒီနိုင်ငံတော်ကောင်စီကိုဆိုရှယ်လစ်ခေတ်ပြောင်းတော်လိုင်းခေတ်နိုင်ငံတော်ကောင်စီခေတ်ကိုအကူပြောင်းသွားတယ်ဟာဟိုနေ့မှပြဋ္ဌာန်းကနေဥပဒေဖြစ်ပါတယ်1994ခုနှစ်အော် sorry 1994ခုနှစ်ဒါဝင်ဝင်ကူဥပဒေဆိုတော့ရှိပါတယ်အဲ့ဒီဝင်ဝင်ဥပဒေကဆိုတော့ ကျွန်တော်တို့ကရှူရှင်းတာဝင်ရတဲ့ငွေကနေမှမနဝင်ငွေကိုနေပေးဆောင်ကြရဖြစ်ပါတယ်ဆိုတော့အရင်တော့ကတော့နိုင်ငံခြားမှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်များကအခွင့်အခွင့်ကိုဆောင်ရပါတယ်ဆိုတော့ရှူရှင်းတယ်ပတ်စုပ်တက်တာနေပါရင်တိုးမပေးပါဘူးဒါဘယ်တစ်ခုနေ့အလောက်ဖြစ်ခဲ့လဲဆိုတော့2010တဲ့တစ်ခုနေ့အထိဒါဖြစ်ခဲ့ပါတယ်2010ခုနေ့ဒီဇင်ဘာမှာတော့ဒါကကျွန်တော်တို့ဒီပြောင်စုအစိုးရကနေဘယ်တော့ကကြီးညာချက်အမိန့်ကြော်ညာတာ ဒီအမိန့်ကြော်ညာဘယ်လောက်လဲအမိန့်ကြော်ညာတစ်ခုထုတ်ပြန်ခဲ့ပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံခြားမှာအမိန့်ကြော်ညာစာ59မြင်းဆုံး2017ပါဟုတ်လားအဲ့ဒီအမိန့်ကြော်ညာစာဒီ59မြင်းဆုံး2017ရဒီနိုင်ငံခြားမှာနိုင်ငံခြားဝင်ငွေရရှိတဲ့လာစာဝင်ငွေရနေပြီးတော့အခွန်ကင်းလုခွင့်ရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီကလာပြီးတော့မှ2000တဆယ်၄ခုနှစ်မှာတော့ဒီဒီက ဖြစ်စဉ်ဟာဒီနိုင်ငံဟိုဒီအခုဒီပြည်တော်စုရဲ့အခွန်အောက်ဥပဒေထဲမှာထည့်သွင်းပြီးတော့မှလက်ကင်းခွန်ပေးရတာဖြစ်ပါတယ်ပြောင်းစုအခွန်အောက်ဥပဒေပုံမှန်31ကာကြီး၄မှာအပိုက်၄မှာဒါနိုင်ငံဒီကင်းခွန်ပြထားတဲ့အထက်မှာအပိုက်၄မှာသူနိုင်ငံသားမှာအလုပ်လုပ်တဲ့လူတွေလာစားဝင်ငွေရရှိတဲ့ လောက်လာဝင်ငွေများဆိုလို့ရှိရင်အခုကောက်ကနေကုလခွင့်ရရှိခဲ့တာဖြစ်ပါတယ်အခုတကအဲ့ဒါကနေပြီးတော့နှစ်စီနှစ်တိုင်းနှစ်စီတိုင်းဒီဘတ်ဂျက်အလိုက်ပေါ့ဗျာဘတ်ဂျက်ကြီးရလိုက်တယ်ဒီတက်နစ်ကိုတစ်ခါတက်နစ်ကိုတစ်ခါအေးဦးကြီးကပြထန်းလာခဲ့တယ်မှာမပြထန်းလာခဲ့တာဖြစ်ပါတယ်ပြထန်းလာခဲ့မှာအခု2023ခုနှစ်ပြည်တော်စုရဲ့ခွန်ကောက်ဥပဒေမှာလည်းပါပါတယ်အဲဒီပါနေတဲ့ဥစ္စာကိုအခုတခါပြန်ပြင်လာပါအဲပြန်ပြင်တဲ့ဥစ္စာကိုနံပါတ်၄ကိုအဲဒါ31အကကြီး၄ကိုပြင်ဖြစ်လိုက်တာဖြစ်ပါတယ်ပြင်ဖြစ်လိုက်တဲ့အကျိုးကတော့ဘာဖြစ်လဲဆိုတော့နိုင်ငံခြားမှာအလွတ်လွတ်တဲ့ ဒီလှုပ်လှုပ်ပြီးတော့ရရှိတဲ့လစာဝင်ငွေရဲ့ဆယ်ရခိုင်နှုန်းကိုအခွန်ပေးဆောင်ရမယ်ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်ဆိုတော့သူတို့ညာလည်းပဲတဲ့သူရဲ့ဟိုထဲမှာပါတဲ့ဒီအခွန်အပေးဆောင်ရန်အဲနီလာကဥပဒေကမြေလူရဲ့စူစီကမူဆိုတော့အဲ့မှာဟိုဟိုတည်းကမှာတွတ်ချတဲ့နီလာနှစ်ခုရှိပါတယ်အဲနလူနှစ်ခုနှစ်ခုမှာတစ်ခုကတော့တတ်တာဝဲယူပြီးတော့မှဆယ်ခန်းလုံးနဲ့ဆောင်းမလား ဒါမှမဟုတ်တက်တာခွဲမယူနဲ့နေ့ရခိုင်လို့နဲ့ဆောင်းမလားအဲ့ထက်နဲရနဲ့ဆောင်းရမယ်လို့ဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကိုရီးယားမှာရှိတဲ့အလုပ်သမားတယောက်ရဲ့ဝင်ငွေကိုကျွန်တော်တို့တွက်ကြည့်အောင်ဗျာဟုတ်ပါတွက်ကြည့်အောင်ဆိုတော့ဘလို့ဖြစ်လာမယ်ဆိုကျွန်တော်တို့ကလစာအခုအနည်းဆုံးလူခလာစာဒီ30တော်တော်လေးရှိပါတယ်အဲ30နဲ့ထားပါ30နဲ့တွက်လို့ရှိရင်ကျွန်တော်တို့ဟာတနေ့ဝင်ငွေဒီတိ240ရှိပါမယ်1340ပါ1340ကိုယနေ့ပေါက်စေး 2 point system ရောက်လို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ရလဲဆိုတိမ်ပေါင်းအာ624သိန်းရမှာဖြစ်ပါတယ်အဲ624သိန်းကနေပြီးတော့ကျွန်တော်တို့ဒီက624သိန်းမှာကျွန်တော်တို့ဒီတက်တာခွေယူမယ်ဆိုလို့ရှိရင်ဘယ်လောက်ယူမယ်ဆိုရင်တက်တာခွေနေအများဆုံးရနေတဲ့တက်တာခွေနေမိဘတစ်ပါးရှိမယ်ဆိုရင်မိအမိအတွက်10သိန်းအဖအတွက်10သိန်းစင်ဒီရှိမယ်ဆိုရှင်ကျွန်တော်ဇနီးအတွက်10သိန်းရမှာဖြစ်ပါတယ်။တာသမီတွေရှိမယ်ဆိုရင်တာသမီတယောက်ကို9သိန်း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 စီရရှိမှာဖြစ်ပါတယ်။ဆိုတော့သို့တော်တဲ့ စုစုပေါင်းရရှိနိုင်တဲ့တက်တာခွင့်ရစီတိတ်တရာအထူးပဲရှိပါဆိုတိတ်တရာအများဆုံးရထားလိုက်ပြတာတမီတာတမီ14ရောက်ရှိတာ75 90 90 30နဲ့ပေါ့တရားဆိုတော့တာတမီ14ရောက်ရှိတဲ့လူကဆိုရင်အများဆုံးရတယ်တက်တာခွင့်ဒီတိတ်တရာဖြစ်မယ်တိတ်တရာတော့လည်းလို့ရှိရင်ကျွန်တော်တို့624သိန်းမှတိတ်တရာ900နဲ့24သိန်းကျောင်းဖြစ်ပါတယ်924သိန်းနဲ့ကနေပြဆရာခိုင်တော့လို့ရှိရင်52သိန်း4000ကျွန်တော်တို့ထားဆောင်မှာဖြစ်ပါတယ်ဆိုတော့ဒါဒီပထမနေ့ဖြစ်ပါတယ်ဒုတိယနေ့ရဲ့တွေ့မယ်ဆိုလို့ရှိရင်တော့ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်တို့ဒီအများဆုံးနေတော့ 200ခိုင်နှုန်းဆိုတော့လစာရေး200ခိုင်နှုန်းခုန624သိန်းရဲ့200ခိုင်နှုန်းဒီနောက်ပြင်မယ်အဲ624ရဲ့200ခိုင်နှုန်းဘယ်လောက်ဆိုလဲအာ72 72သိန်း4800ကျောက်ပါ200ခိုင်နှုန်းကိုကောင်း120နှစ်နဲ့မြောက်ဟုတ်ပါတယ်72 4800 12တိန်4800ပဲကျွန်တော်ကြာဖြစ်ပါတယ်အဲဒါဆို12တိန်4800ကိုကျွန်တော်ဆောင်းပါဖြစ်ပါတယ်လားစင်အနေနဲ့တွက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့12တိန်4800ကိုကျွန်တော်တို့စနစ်နဲ့စားလိုက်ရင်တစ်လောက်ကို3တိန်4000ကြာပါဖြစ်ပါတယ်ကြက်နဲ့4000ဆိုတော့ဝါနဲ့ဝါနဲ့ကတော့ကျွန်တော်တို့ဒီနေ့ပေါက်စီအရ4000ကြာမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဆရာခိုင်တို့ရဲ့ဆောင်းအောင်ဘာညာဆွေးဥစားဟိုနေ့ပေါက်ခွေးနေတဲ့ကိစ္စကြီးဒါဖြစ်ပါတယ်တစ်လောက်ကိုဒါ4000တဲ့မပူပါဘူး အဲသို့တော့ကျွန်တော်တို့ဒီကိုရီးယားမှာရှိတဲ့ဟိုရင်းနေဒီမြန်မာနိုင်ငံသားတွေဘာဖြစ်လို့ကင်းလွတ်ခွင့်ရသလဲဘာအခုမှကြုံဝင်သေးဘူးလဲလို့ကျွန်တော်ပြောရလို့ဆိုရှင်ကိုရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံဟာဆိုလို့ရှိရင်ကျွန်တော်တို့ငါဆိုတော့နှစ်ထောင်နဲ့နှစ်ခုနှစ်တနလပိုင်းနှစ်နှစ်နေ့မှာကျွန်တော်တို့ဒီကအခွန်နှစ်ထပ်ကနေပြီးတော့မှ မရှိဘူးပေါ့နော်ထပ်ကလေးနာနာနိုင်ငံအစိုးရလက်မထူးပြီးတော့မှ2003ခုနှစ်ရှိလာပဲ၄ရက်နေမှာဒါဟိုနေ့ဖြစ်ပါတယ်ဟလာ inter into force တော့အဲ့မှာအကျုံးအဲ့ဒီမှာအသက်ဝင်နေပေါ့ဗျာဟိုကျွန်တော်တို့ဒီဟိုနေ့ကသဘောတူချက်ကအဲ2023ခုနှစ်ရှိလာပဲ၄ရက်နေအကျုံးဝင်လာဖြစ်ပါတယ်အကျုံးဝင်လာတဲ့မို့အဲ့ဒီအကျုံးဝင်အဲ့ဒီရဲ့ဥပဒေရဲ့အထမဘာ၄ဘယ်ဟာတွေကာဘာဖြစ်လဲဘယ်ခုနေကာဘာဖြစ်လဲဆိုရှင် article 1ပုံမှန်1ပေါ့ဗျာ tax cover မှာပါဆို1994ခုနှစ် income tax law အကျုံးလာပါလေ။နောက်ပြီးတော့1996ခုနှစ်ဒီ profit tax law ဒီအမြတ်ခုဥပဒေလည်းအကျုံးလာပါလေ။အဲ့တော့အဲ့ဒီဥပဒေအဲ့ဒီအရကျွန်တော်ကင်းခွင့်ရရှိမှာဖြစ်ပါတယ်။ဆိုတော့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီရဲ့ကိုရီးယားနိုင်ငံနဲ့ဒီနှူးနှစ်နိုင်ငံတပုတ်တူချင်းအတိဖြစ်နေတဲ့ကာလပတ်လို့ကျွန်တော်တို့ဒီအခွန်ဟာကျွန်တော်ကင်းလို့ဖြစ်ရရှိမှာဖြစ်ပါတယ် အဲဒုဒညာလည်းပဲဒီမှာသူမှာအရင်မှာဆိုတော့ဒီ article 23ရပါတော့နော်ဒီဘာတိကနေဘာဖြစ်လို့ဘာဖြစ်လို့ orange ဆိုအဲ double taxation တော့ double taxation အခုဘယ်မှာပြမလဲဆောင်းရယ်ကိုရီးယားမှာဆောင်းရယ်အဲ့လိုနှစ်ထပ်ထပ်ဆောင်းရရေးမှဒါကျွန်တော်တို့ကဒါဟိုနေ့မကင်လို့ခွင့်ရရှိတာဖြစ်ပါလေအဲနောက်တစ်ခုဒုဒညာလည်းပဲတဲ့နောက်ဒီလိုညာလည်းပဲသူ article 29မှာတော့နောက်ပြတော့ဆိုရှင် ဒီ article အတိဖြစ်ပြီးတော့9နှစ်ကြာခဲ့တဲ့နောက်ပိုင်းမှာတဲ့9နှစ်ကြာပြီဆို2000နဲ့3ခုနှစ်ဆို2008ခုနှစ်ပေါ့ဗျာ2008ခုနှစ်နောက်ပိုင်းမှာဘာဖြစ်နေလဲဆိုရှင်2008ခုနှစ်နောက်ပိုင်းမှာတဲ့ဒီဟာကို9နှစ်ပြီပြီးတော့မှ termination အေးခုနှစ်ရင်အကုံဆုံးစီဒီဒီစာချုပ်ကိုပြက်ပြည့်စီလို့ရှိရင်ဒီစာချုပ်ကိုဖျက်သိမ်းနေလို့ရှိရင်ဖျက်သိမ်းနေတဲ့ဘက်ကနေပြီးတော့မှလာအဆူပြုလို့ရတယ်6လအကျိုးပြီးတော့မှအဆူပြုအောင်ဖြစ်ပါတယ်6လယူမှအဆူပြုပြီးမှဒီစာချုပ်ဖြတ်သိမ်းလို့ရှိရင်တော့ အရင်တိုင်းပေါ့ဗျာအခုဟိုမဆုံးရအောင်အခုထပ်ပြီးတော့ဆောင်ကြရမှာပေါ့ဗျာအဲ့ဒါတာမီနစ်ဖြစ်တော့လခုလလောဆယ်မှာတော့ဒီဥပဒေကအတိဖြစ်နေတဲ့ကြောင့်မို့ကျွန်တော်တို့ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားများလာစာဝင်ဝင်ရှိတဲ့ဝင်ငန်းများထားဆောင်နေရမလို့ဘူးလို့ကျွန်တော်ယူဆပါတယ်တော့ကလို့ဖြစ်သိမ့်မယ်ဆိုရင်တော့တော့တမျိုးပေါ့ဗျာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုတည်းလားဆိုတော့မဟုတ်ပါဘူးခင်ဗျဆိုတော့ကျွန်တော်တို့ဒီ ပြည်တွင်းခုမြအော်ဒီဌာနရဲ့ website မှာတင်ထားတဲ့ဒီဟိုထဲမှာရှိပါတယ်ဘယ်ဘယ်နိုင်ငံဘယ်နိုင်ငံတွေပါလို့ဆိုရှစ်နိုင်ငံရှိပါတယ်ကျွန်တော်ချင်းနိုင်ငံတကူရှစ်နိုင်ငံရှစ်နိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်များဒီဒီလိုဥပဒေအခွင့်အထက်ကနေပြီးတော့ကင်းလွခွင့်ရရှိကြတာဖြစ်ပါတယ်ဆိုတော့တမြန်မာအိန္ဒိယတဲ့အိန္ဒိယနဲ့မြန်မာလဲဒါအချင်းချင်းဒါအခွင့်အထက်ထားဆောင်ခြင်းမှာလဲကင်းလွခွင့်ရရှိနေကြတာဖြစ်ပါတယ်နောက်မြန်မာလာအိုမြန်မာနဲ့လာအိုနောက်မြန်မာနဲ့မလေးရှားမလေးရှားမှာရှိတဲ့ကျွန်တော်မလေးရှားရောက်တဲ့မြန်မာနိုင်ငံသားတွေလဲကင်းလွခွင့်ရမှာဖြစ်ပါတယ်မြန်မာ နော် Republic of Korea ကျွန်တော် Korea ပေါ့မြန်မာ Korea ပေါ့နောက်တစ်ခုကမြန်မာ Singapore Singapore မှာရှိတဲ့နိုင်ငံသားတွေလည်းကွန်ကွန်ရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့မြန်မာ Thailand နော်နောက်ပြီးတော့မြန်မာ United Kingdom နော် United Kingdom မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုအမေရိကန်တို့မပါပါဘူးမြန်မာ Vietnam ဆိုပြီးတော့၈နိုင်ငံရှိပါတယ်ဒီမှာပြန်ပြောပြောလို့ဆိုရင် India Laos Malaysia Korea Singapore Thailand United Kingdom နဲ့ Vietnam တို့ဖြစ်ပါတယ်ဒီ၈နိုင်ငံမှာရှိဆိုတာအခုနှစ်ထပ်ကီလိုခွင့် လက်မထူထားတဲ့နိုင်ငံတွေဖြစ်တဲ့ကြောင့်မို့ဒီနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်များဆိုရင်အဲ့ဒီနိုင်ငံမှာရှိနေတဲ့ပုဂ္ဂိုလ်များမြန်မာများအခွန်ဆောင်ဝေးစားဖြစ်လို့ရှိရင်ဒီဝင်ငွေကိုနဲ့ပတ်သက်အောင်ဝင်ငွေဆောင်ရွက်ဖြစ်ရင်ထပ်ပြီးတော့ဆောင်ရွက်မလိုဘူးလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဆိုတော့အခုကျွန်တော်တင်ပြခဲ့တဲ့အချက်များကိုအားလုံးသိရှိကြပြီဖြစ်လို့ယူဆပါတယ်ဒါဆိုတိတ်ပြီးတော့မပူလောင်ကြပါနဲ့လို့ကျွန်တော်အဓိကဆလူချင်းဖြစ်ပါတယ်နော်ဆိုတော့က အခုအဲဘာရှိ ਉ မလဲဆိုတော့ဟုတ်ပါပြီလောက်ပါပဲအဲဆုံးတော့အဆုံးအဆုံးဒီခုကျွန်တော်တို့ရဲ့ဒီဗီဒီယိုကလစ်လေးပြီးဆုံးအောင်ရှင်းရှင်းပြကြတဲ့အတွက်မှာကျေးဇူးအထူးတင်ရှိပါရခင်ဗျာကျွန်တော်ရဲ့ဒီ YouTube channel ကို subscribe လုပ်ပေးရသူရှင်နေ subscribe လုပ်ပေးလို့ရပါတယ် subscribe လုပ်ပေးရင်တော့ကျေးဇူးအထူးတင်ရှိပါခင်ဗျာ အားလုံးကျမ်းမာချမ်းသာစွာကြပါစေကြောင်းနဲ့နိုင်ငံတော်ကပေးထားတဲ့အခွင့်အရေးများကိုအပြည့်အဝရရှိကြပါစေကြောင်းဆုမွန်ကောင်းများတောင်းလိုက်ပါတယ်ခင်ဗျာ